မြန်မာနိုင်ငံစကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့နာဂကြီးရွာတို့ခုကိုပြင်းမဲ့အတိကျပြစ်ခတ်နိုင်တဲ့ drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခံရလို့ထိခိုက်သေးဆုံးမှုတွေရှိခဲ့ပါတယ်အော်တိုဗလာ20ရဲ့ညပိုင်းမှာအိန္ဒိယစစ်တပ်က drone တွေဟာလဟေမြို့နယ်ခမိုင်လွယ်ရီတေးရွာမှာရှိတဲ့ NSCNK အဖွဲ့ကဘူချုပ်တရားရဲ့အိတ်ကို ထိမှန်ခဲ့တယ်လို့နာဂန်နျူးစ်တင်ဌာနကနာဂပြည်ဆိုရှယ်လစ်ကောင်စီ NSCNK အဖွဲ့ကိုကိုကာပြည်တင်ထုတ်ပြန်ထားပါတယ်အဲ့ဒီဒရိုတိုက်ခိုက်မှုကြောင့်ဘူချုပ်ဖီးရန်ရဲ့သားနဲ့အသက်၈နှစ်အရွယ်သမီးတို့နေရောက်သိဆုပ်ပြီးဘူချုပ်ဖီးရန်ကတော့ဒဏ်ရာအပြင်းထန်ရသွားတယ်လို့ဆိုပါတယ်။အဲ့ဒါအပြင်နာဂဘူချုပ်ရဲ့ဇနီးနဲ့ကိုရီးအရာရှိတအူလည်းဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။ အစောပိုင်းမှာအိန္ဒိယစစ်တပ်ကသူတို့လက်ချက်ဆိုတာမထုတ်ပြန်ခဲ့ပေမဲ့ဒီကနေ့မှာတော့အိန္ဒိယစစ်တပ်ကသူတို့လက်ချက်ဖြစ်တယ်လို့ကြေညာပါတယ်။စကိုင်းတိုင်းမှာရှိတဲ့ NSCNK နဲ့ ULFA အဖွဲ့တွေပုံခုနေရာတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူ9ဦးသေဆုံးတယ်လို့ထုတ်ပြန်ပါတယ်။အိန္ဒိယစစ်တပ်ကဒရုန်းတိုက်ခိုက်မှုဟာအစစ်မြစ်ပြီးတိကျတဲ့နည်းပညာကိုတုံ့ထားတယ်လို့ပြောပါရယ် အော်တိုဗာလာ16ရက်နေ့ကတော့အိန္ဒိယလူမျိုးစုတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ NSCNK နဲ့ ULFA အဖွဲ့တွေပေါင်းပြီးအိန္ဒိယဘက်မှာရှိတဲ့အာတန်ရိုင်ဖယ်စခန်းတစ်ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။